ဘူးသူ့ဘာမကြွေးပါဘူးအော်ဆက်ဆက်လူထားမျိုးဘာမှမမြင်တော့ဖြစ်နေချွေးတွေထွက်ပြီးသပင်းအချောင်းလိုက်ဖြစ်မြန်မာစကားကလည်းမကြွအောင်အင်္ဂလိပ်လိုကြာတာတော့မကြအောင်အိမ်မောနေအထုပ်နဲ့ဆင်းအိမ်မောဆင်းနေအထုပ် Oh my god Wow Hello Food Vlog ကနေပြန်လဲကြည့်ဆိုလိုက်ပါရရှင် ဒီနေ့တော့ဘူတိန်ကအတွက်ကိုဂျပန်ကတူလေးရောအမမလေးရောအတော်လေးရောဝတ်ထည့်ပေးလိုက်တယ်ပစ္စည်းလေးတွေကိုဒီနေ့ဘူတိန်နဲ့တူအားလုံးပဲအပေါင်းစုလုပ်ကြပါမယ်။ဒီမှာဘာတွေပါလဲဆိုတော့ဘူတိန်အရန်အရန်လိုချင်တဲ့စတူဒီယိုချင်ပြီးရထုတ်တဲ့ဒီအနမေးတဲ့ကမှပါတဲ့ character လေးတွေပေါ့နော်။အဲ့ဒီဟာလေးတွေနဲ့ပတ်သက်တဲ့လက်ဆောင်ပစ္စည်းလေးတွေလည်းပါတာပေါ့လို့ဘူတိန်နဲ့အားလုံးပဲတူချင်ခုံပြီးတော့ထောက်လိုက်ရအောင်အပေါင်းစုလုပ်လိုက်ရအောင်နော်။အမှန်တော့ဒီအပေါင်းစုမှလာကြွားတာပေါ့နော်။ဒီအိတ်ကအကုန်လုံးထုတ်ပြီးွားလို့ရှိရင်ဒါက ဒီထဲမှာထည့်ပြီးတော့ recycle အနေနဲ့ပြန်သုံးလို့ရပါတယ်ဒါကတော့ကြွေတာပါအမှန်ဆုံးအနေနဲ့ဂျပန်ကီမိုလိုလေးပဲဖြစ်ပါတယ်မြင်ရတာမသိနောက်တစ်ထည့်လည်းဂျပန်ကီမိုလိုပဲဖြစ်ပါတယ်မဲရဲ့မီးဟိုးရဲ့ပန်းပွင့်အပြာလေးတော့ကလေးတရားလေးတိတယ် ီချောကလက်ကကြော်ညာပေးလာမှာဒီချောကလက်ကအရှမ်းကောင်းတယ်အာဂျပန်မှာဟိုပါဘောနော်တိုကျိုမှာနေတဲ့လူတွေဆိုလို့ရှိရင်ဒီချောကလက်ကိုသွားဝယ်စားပြအောင်စားကြည့်ပါဒီချောကလက်အရှမ်းကောင်းပါတယ်မစားဘူးတဲ့လူတွေပြောပါဘောနော်မဟုတ်စားဘူးတဲ့လူဆရာလို့ပဲဖြစ်မှာသူအရတာလေးလဲဆိုတော့သူကလုံးဝချောကလက်အစစ်မဟုတ်ဘူးချောကလက်အစစ်စားလို့ဓာတ်မတည့်တဲ့လူတွေဆိုလို့ရှိရင်လည်းစားလို့ရတယ်အထက်ကဒီလိုမျိုးလေးပက်ကင်းနှစ်ထပ်ပိတ်ပေါ့နော်အထဲမှာကဒီလိုမျိုးလိုမျိုးလေးပါ စေးပလတ်စတာဖြစ်ပါတယ်ဒီစေးပလတ်စတာရံကောင်းတယ်ပြောပခုံးနာတာတို့ခါနာတာတို့ဒီဟာကတ်လိုက်လုံးဝတစ်ချက်ဆိုရင်ချက်ပြီးပဲအသက်တော့မဟုတ်ဘူးเนาะပျောက်တာအနာပျောက်တာကိုပြောပါတယ် အိတ်လေးဖြစ်ပါတယ်ဒီအိတ်လေးကလေအမ်းအမျိုးမျိုးထွက်တယ်ပေါ့နော်ဒါကတော့ပူတင်းကိုပြောတယ်ဘာပန်းလဲမသိဘူးသူတို့စီမံလေး12လရာတီလိုက်ပွင့်တဲ့ပန်းကြီးရှိတယ်ပေါ့နော်ပူတင်းတည့်ရဟာဆိုလို့ cherry ပဲရှိတယ်ဒီပန်းကပြောတော့ပြောတယ်ပူတင်းလည်းမေ့သွားတယ်ပေါ့နော်အဲ့ဒါအဲ့ဒီပန်းဖြစ်ပါတယ်ဘာပန်းလဲတော့မသိဒီပန်းလေးဘာပန်းလဲမသိပန်းနံပါတ်လေးတည့်အောက်မှာ comment လေးရေးခဲ့ကြပါအောင်လို့ပူတင်းပြောချင်ပါတယ်ပန်းနံပါတ်မေ့သွားလို့ပါမြင်နေရပါပြီဘာလဲဆိုတာဟောပူတင်းက jelly လေးတွေထည့်ပေးလိုက်တယ်ဒါကတော့ jelly လေးတွေဖြစ်ပါတယ် ။ဂျယ်လီလေးကစပြစ်သီးအထဲမှာစပြစ်သီးအလုံးပုံစံလေးပုံမှာအဲ့ဒီဟာအခွန်ခွာစားလဲရတယ်ဒီတိုင်းစားလဲရပါတယ်။ပူတိကတော့အခွန်တွေပါလေခွာမယ်။အခွန်ခွာရင်အဲ့ခွန်ကလည်းစားလို့ရတယ်ကွာ။ဒီဒီပုံစံတိုင်းတပုံစံနဲ့ထုတ်ထားတာသူကအတီးပုံစံတိုင်းတပုံစံနဲ့ထုတ်ထားတာအခွန်လေးတွေပါပါတယ်ပေါ့နော်အဲ့တော့အခွန်တွေပါလဲခွာမယ်ဒီတိုင်းပဲ WhatsApp လိုက်လည်းပြည့်ရမှာအပြင်းမပြင်းဆိုတော့ခုဆိုရင်တော့တန်ဟဲ့ချစ်စရာလေးချစ်စရာလေးတော်တော်လေးချစ်စရာလေးဒီ character ကိုသိကြပါ ဂျပန်အနီမေးတွေကြည့်ရဆိုလို့ရှိရင်ဒီကာရိုက်တာလေးကိုသိမယ်ပေါ့နော်ဒါတိုတိုရိုပေါ့နော်ကောင်လေးလည်းမဟုတ်ဘူးညင်လိုပုံစံလေးဒါပေမဲ့သူ့ဇလန်လေးကလေစတူဒီယိုဂျီပီရထုတ်လိုက်ရမ်းကြည့်လို့ကောင်မကြည့်ဘူးသေးရင်ကြည့်ကြည့်အခွင့်အပိတ်လေးပါတော့အိတ်လေးလိုလည်းလွယ်လို့ရပါတယ်အပြင်နေပါတယ်ပေါ့ဟင်ထားသွားလာသွားထည့်သွားပြီးတော့လွယ်သွားလို့လည်းရပါတယ်ကားတော့ပူသေးရဲ့ဂျပန်ကတူလေးဝယ်ထည့်ပေးလိုက်တာဖြစ်ပါတယ်ပြောရဲ2000ကျော်ဆိုတော့မြန်မာငွေ6000ကျော်လောက်တော့ကျတယ်ပေါ့နော်အဲ့ဒီလိုမျိုးစတူဒီယိုဂျီပီရထုတ်တဲ့အနီမေးကာရိုက်တာလေးတွေရာလေး ိုင်တိုင်းမှာလည်းမရဘူးသူကသူ့ရဲ့ official showroom မှာပဲရအောင်ဆိုတော့ကွာအဲ့ showroom ကလည်းတော်တော်လေးရှာရတယ်ကွာ။အော်ဖြုတ်လို့ရတယ်။အရှင်ရန်ကြွားရမှာကြာနေတာ။အနာဒီတပုတ်တော့ကြွားမယ်နည်းနည်းတီးခံပြီ။ကျွန်မအရင်လက်လက်ထနေပြီ။ဒီရန်လက်လက်ထနေ။ကလေးနဲ့လုံးဝကွက်တီ။ outfit လေးနဲ့လုံးဝကွက်တီ။ချစ်စရာလေး။မွေးလေးနဲ့အရင်ချစ်ဖို့ကောင်း။ရန်ကြိုက်ပါလေလို့နောက်ကြော်ရင်လည်းဝတ်ထက်ပြပါဦးလို့ဆို။ပွန်ညိုဖြစ်ပါလေ။ညာလား။ Da-da-da. ်တက်ကားတယ်30နာကတ်နေပြီအခုဒီရရုပ်လေးကြိုက်တော့ကြိုက်တယ်သူ့ရဇလန်လေးဆိုလည်းတအားကြည့်လို့ကောင်းတယ်တိတယ်ဇလန်လေးကနည်းနည်းလေးတော့ရှိရနှစ်နိုင်နီးပါးရှိမှဆိုရင်ဒါမှမဟုတ်တော်လေးကြည့်လို့ကောင်းဒီဘာသာလေးလို့အမွှေးနူးနူးတသေးလေးတွေနဲ့သူကဖုံးထားတယ်ပေါ့ဒါ900ပေးရတယ်900ဆိုတော့မြန်မာငွေဒီလောက်တော့ကြာတယ်ပေါ့နော်ဒေးရတော့ပူတင်းရဲ့အမဝယ်ပေးလိုက်တာဖြစ်ပါတယ်အမကလည်းကျေးဇူးအများကြီးတင်ပါတယ်လိုရဆောင်နေလဲအရှမ်းအရှမ်းကြိုက်ပါတယ်လို့နော် အော်ဒါနဲ့စကားမဆက်ပြောအောင်တကယ်လို့ဒီကနေပြီးတော့ဂျပန်ကိုသွားမဲ့လူတွေရှိလို့ရှိရင်ဂျပန်နိုင်ငံရောက်လို့ဘယ်မှာနေရမလဲအိမ်ဘယ်မှာငှားရမလဲမသိဘူးဆိုလို့ရှိရင် page လေးဖွင့်ထားရပေါ့နော်ဒီ page လေးမှာအိမ်ငှားတာနဲ့ပတ်သက်ပြီးတော့ကြည့်လို့ရပါတယ်ပြီးတော့လည်း mail လို့ရတယ်သိချင်တာရှိရင်လည်းသွားပြီးတော့ mail လို့ရပါတယ်ဂျပန်ကိုရောက်ပြီးတော့အလဲသွားချင်တာအဲ့ဒီလည်းအမှမသိဘူးဆိုလို့ရှိရင် TikTok အကောင့်လေးမှာသွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဒီမှာ tourist attraction တော်တော်များများကိုသူသွားပြီးတော့ review လေးတွေပေးထားပြီးတော့ဘယ်နေရာလေးတွေဘယ်လောက်ဈေးရှိလဲဘယ်နေရာလေးသွားလေလို့ရတယ်ဘယ်နေရာလေးသွားသင့်တယ်ဆိုတာလေးတွေကို recommend ပေးထားတာမို့လို့အမှသွားပြီးတော့လေ့လာလို့ရတယ်နော် ်ချင်လေဒါလည်းတူတူဇလန်းနဲ့ကပါတယ် character တဲ့သူကဟိုလိုမျိုးကြောင်ရထားလေးပေါ့နော်ကြောင်ရထားလေးအဲ့လိုမျိုးလေးမိုးပေါ်မှာသူကပြန်နေမြေရှိုးမိုးပြန်နေအကောင်လေးပေါ့ရမ်း850ဆိုတော့မြန်မာငွေဒီလောက်တော့ကြာတယ်ပေါ့နော်ဒစိတ်တုံးမှာထုတ်ပြီးသားစတူဒီယိုဂျီပီကပစ္စည်းဆိုတဲ့ဟာ official ဒစိတ်လေးတွေပါတခါရေးရိုက်ထားပြီးသားပေါ့နော်ဟုတ်ပါလား spreader away ထဲမှာပါတယ်ကြက်ခိုးကောင်လေးပေါ့နော်ဒီဟာလေးဒီဟာ spreader away ဆိုလဲတတော်တတော်ကိုကြည့်လို့ကောင်းလားစတိုးရည်တောင်ထွက်ကောင်းလားအဲ့ enemy ဆိုလဲတတော်ကိုကြည့်လို့ကောင်းလားလုံးဝနှစ်နာရီကျော်လောက်ရှိတယ်ဒါပေမဲ့ဇလန်းကလုံးဝ all killer no filter လုံးဝတခုမှဟာခွင့်မရှိဘူးတစမ်းမှပြင်းစရာမကောင်းအစကနေအဆုံးထိဇလန်းစကြည့်ရအဆုံးထိလုံးဝဆွဲခေါ်ပါ တစ်ထောင်ကျော်ဆိုတော့ရန်နဲ့အလောက်ပေါ့နော်မြန်မာဝင်နဲ့ဆိုရင်တော့တလောက်တော့ကြာပါတယ်တိတိချာချာလေးလှုပ်ထားတာတော့လုံးဝကိုကိုကမကြောက်အပေတက်ထားတာပေါ့နော်စတူဒီယိုဂျိုဘီဆိုရဲတစိုက်တွေတစ်ခါတည်းရိုက်ပေးထားတယ်ပေါ့နော်ပေါ်သေးသေးတော့မဟုတ်ဘူးတော့ရှုံလို့မရဒီမှာပါအရှမ်းကြိုက်ပါတယ်မထည့်တော့ဆွဲစားဒီအဲ့ရမြင်မှုဒီမော်လေးရောင်းတော့ရောင်းမယ်တကယ်ဒီကျိုးတော့ဖွေးမှုလို့ပြောရတော့ဒါဆိုလို့ရှိရင် ဟိုလေးဖြစ်သွားပါပြီ။ဒါဆိုရင်ဘဲသကောကယူသွားလို့ရတယ်ပေါ့။အရေးကြီးပစ္စည်းထည့်စရာရှိလို့ရှင်ဒါလေးထုတ်ပြီးတော့ထည့်လိုက်ရုံပါပဲ။အဲအဲ့တော့ပူတေးရဲ့ဒီနေ့ဘလော့လေးကတော့ဒီလောက်ပါပဲ။အဲ့တော့ပူတေးရဲ့ဘလော့လေးကတနင်္ဂနွေနေ့အတွက်သုံးတေးရာအကျိုးရှိသွားတယ်ဆိုလို့ရှင်ပူတေးကို like share subscribe ပို့လို့လို့ပြောဖို့လည်းမမေ့ကြနဲ့အောင်နော်။ပူတေးရဲ့ YouTube channel လေးလည်းရှိတာမို့လို့ YouTube channel လေးမှာလည်းစောင့်ပြီးတော့ကြည့်ရှုလို့ရတယ်နော်။အဲ့တော့ပူတေးနဲ့တူတူနောက်ဘလော့မှာပြန်တွေ့ကြပါမယ်။အားလုံးပဲတတ။ဟွန်းဟွန်းဟွန်း